အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature p channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ literature p channel လေးကနေပရိသတ်များအတွက်ဖတ်ပြတင်ဆက်ပေးရင်းနဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာအခေယာကြီးသားထားတဲ့ပျော်ရွှင်သောဘဝလေးတစ်ခုလို့အမည်ရတဲ့စာအုပ်ထဲမှာအစဉ်ဝင်စားဖို့ကောင်းတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ခံစားကြကြပါဦးခင်ဗျာအရှုံးမပေးပါနဲ့ ဆန္ဒနဲ့ဘဝတတ်တဲ့ကြမနေတတ်တဲ့လောကဆိုတာကိုတိလိုက်ရချိန်မှာအရာရာဟာနောက်ကျနေပြီလို့ခံစားရင်ခံစားရပါလိမ့်မယ်။တချို့ကမှန်နေဒါမှမဟုတ်မှားနေဆိုတဲ့အဖြစ်ကိုကိုယ်စိတ်ခံစားချက်အတိုင်းပြောကြလိမ့်မယ်။ဒါပေမဲ့မင်းနောက်ကျရင်နောက်ကျသွားတာမှန်ပေမဲ့မင်းမရှုံးသေးဘူးဆိုတာကိုမျက်မျက်မှတ်ယူထားလိုက်ပါ။အဲဒီလိုအတီတရားဝင်လာတဲ့အချိန်ဟာမင်းအတွက်မလိုအပ်တဲ့အိမ်မက်ကလန့်နှိုးလာပြီးဘူးမရှုံးသေးပါဘူး။ကိုဘာဖြစ်ချင်ခဲ့တယ်လဲ။ကိုရည်ရွယ်ချက်ကဘာလဲ။ဒါတွေကိုစိတ်နောက်လိုက်ရင်မအောင်မြင်ခဲ့ပေမဲ့ နောင်နာဆိုတာလဲရစရာမလိုပါဘူးကိုစိတ်ကူးတွေဖြစ်မလာခဲ့လို့လဲစိတ်သက်ကြောက်သွားပါနဲ့ဒီနေ့ဟာမနှက်ပြန်မဖြစ်နိုင်ကြလို့ကံကြမ္မာကိုကိုသာဖန်တီးယူရမှာပါပဲလူတွေနဲ့ဆက်ဆက်နေအများစုကကိုပေးမှပြန်ပြီးတုံ့ပြန်တာပြီးကိုစေတနာကိုဥပိ္ပခါပြူတာပြီးကိုမြေတာကိုမထီမဲ့မြင်ပြူတာပြီးများစွာကြုံလာရလဲကိုဘဝအတွက်အရေးပါတဲ့အရာတွေဖြစ်နေရင်လဲစိတ်နဲ့လိုက်ခံစားမလို့ပါနဲ့ဒီကိစ္စအသေးအမွှားလေးတွေအတွက်ပို့အရေးကြီးတာတွေပို့တာဆက်လုပ်ပါ ကိုနဲ့အရင်နှီးဆုံးလို့ခံယူထားတဲ့တငယ်ချင်းတွေစွန့်ခွာသွားကြရင်လေဝမ်းနဲ့မနေပါနဲ့သူတို့ထက်တားတဲ့မိတ်ဆွေတငယ်ချင်းအစ်တတွေရှာပြီးအစားထိုးလိုက်ပါသူဟာကိုမဟုတ်တဲ့လောကနေရာမကြီးထဲမှာအရာရာဟာလိုက်ခံစားနေရင်အချိန်တွေအဆုံးရှုံးခံရတာတော့ပြမျောစရာမကောင်းပါဘူးပြီးသွားတဲ့အတိတ်ကိုသင်ခန်းစာကြည့်ပါအနာဂတ်ကိုပုံဖော်ပါလက်ရှိဘဝကိုခြေနဲ့ဟောင်းနေထိုင်မှာပြစ်ချင်နိုင်မဖြစ်နိုင်တဲ့ဘဝရဲ့မဖြစ်ရလေခြင်းဆိုတဲ့တွေးဟာကြမှာအဖြေရှာနေမယ်ဆိုရင် ်အနာကဟာပိုးပြီးခက်ခဲသွားစီပါလိမ့်မယ်ကို့အမားလို့တိလိုက်ရတဲ့အချိန်တိုင်းဟာနောက်မကြသေးဘူးဆိုတာလူတိုင်းသိထားရပါမယ်အမားအတွက်ပြင်ဆင်ခြင်းရောက်ပြီလို့ခံယူနိုင်ရပါမယ်မှားသွားခဲ့ပြီနောက်ကျသွားပြီဆိုတဲ့နောင်ကဟာစိတ်ကိုနှစ်ခါသိစေပါတယ်အပေါင်းနဲ့မိတ်ဆွေဆိုတာကလည်းပေါင်းတင်ခြင်းကိုကိုလိုအပ်တယ်လို့သူတို့လက်ခံနိုင်တဲ့အချိန်အတိုင်းတာတိယူစင်နဲ့ခင်မဲမှုနဲ့ပေါင်းတင်ဆက်ဆက်ပေးလိုက်ရင်လုံလောက်ပါပြီမလို့အပ်တော့ဘူးလို့ဆုံခွာသွားရင်လည်းအပြုံးမပြတ်ရင်ဆိုင်လိုက်ပါ လောကကြီးမှာကိုဖြစ်ခြင်းနဲ့အရာကိုဖြစ်ခြင်းနဲ့ဆန္ဒဟာတထက်သေးမဖြစ်နိုင်ဘူးဆိုတဲ့အတွေ့အနေသာကြော်ဖြတ်ပါတငယ်ချင်းဒီနေ့ကျွန်တော်ဖက်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းမကောင်းလေးကတော့စာရေးဆရာအခေယာရေးသားထားတဲ့ပျော်ရွှင်သောပေါ်ဝါလေးတစ်ခုလို့အမိရတဲ့စာအုပ်ထဲမှာအရှုံးမပေးပါနဲ့လို့အမိရတဲ့စိတ်ဓာတ်ကွန်အဖြစ်ဆောင်းမကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖက်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆောင်းမလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့တွေစိတ်ကကြနေချင်းအားငယ်နေချင်းမှာဆိုလို့ရှိရင် ကျွန်တော်တွေကိုကိုကိုဘယ်လိုမျိုးစိတ်သက်ခွန်အားတွေပေးတင်နေဆိုတဲ့အကြောင်းလေးဒီကိုကဲစိတ်သက်အင်အားတွေကိုဘယ်လိုမျိုးရှစ်စီယူပါမယ်ဖြစ်တင်တာမလဲပြီးလို့ရှိရင်ကျွန်တော်တွေအရှုံးနေနေရင်ဆိုင်ရတဲ့အချိန်ဝန်းနေနေတဲ့အချိန်မှာကျွန်တော်တို့ဘယ်လိုတွေတွေးတင်လဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးဒီဆောင်ကောင်းလေးတွေမှာရေးသားထားပါတယ်အဲဒါကြောင့်မလို့ဒီလိုမျိုးစိတ်သက်ခွန်အားဖြစ်ဆောင်ကောင်းလေးတွေကိုနားဆင်ခြင်းနဲ့ဖတ်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့စာရေးဆရာအခရာရေးသားထားတဲ့ပျော်ရွှင်သောဘဝလေးတစ်ခုလိုအမိရတဲ့ဝင်းဆောင်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ ကျွန်တော်ရဲ့ literature feature channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာနားဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေစိတ်ငြိမ်ခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနားဆင်သူများအားလုံးဘေးရန်ကြောင့်ကြစိတ်ငြိမ်ခင်ဗျကိုယ်စိတ်လှဖျားကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝါပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feature channel လေးမှာနားဆင်ပေးခဲ့ချသူတဦးတယောက်ချင်းစီဖို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ